အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမကောင်းတောင်းပီးလိုက်ရပါတယ်အဲ့တော့လက်ရှိအပြောင်းရွှေ့မှာဒါမထင်မှတ်ပဲနဲ့တော်တော်လေးကိုလှုပ်ရှုပ်နေတဲ့အသင်းက Manchester City အသင်းတက်တယ်လို့ပြောရမယ် Manchester City အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် AC Milan ရဲ့ကွင်းလေကစားသမားနဲ့ပုတ်ကူကြီးရဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လက်ရှိမှာဒါ Manchester City အသင်းနဲ့အခုလက်ရှိ AC Milan ရဲ့ဒါကွင်းလေကစားသမားဖြစ်တယ်ဒါကျွန်တော်တို့ Riders နဲ့အတူဒါကျွန်တော်ပုတ်ကူကြီးရဲ့သဘောတူညီမှုတစ်ခုရရှိခဲ့ပြီဖြစ်တယ်ဆိုတော့တင်းဒီတော့ရှောက်ထွက်ပေါ်လာခဲ့ပြီဖြစ်တယ် Manchester ီတီရဲ့လက်ရှိအဖြစ်အပျက်ကလည်းရီတော့လေရီရပါတယ်ဒါကျွန်တော်တို့အိမ်ကပေးစားတဲ့ဒါကျွန်တော်မိဘနဲ့အဆင်ပြေတဲ့အာအိမ်ကပေးစားတဲ့မိဘ ိဘပေးစားတဲ့အိမ်ကပေးစားတဲ့လူနဲ့ကြတော့လေဒါကျွန်တော်တို့ကိုယ်တိုင်မကြိုက်တဲ့ပြဿနာကိုယ်တိုင်ကြိုက်ပြန်တော့လေအိမ်ကမိဘကသဘောမတူတဲ့ပြဿနာကလည်းရှိမှာဒါကျွန်တော်တို့စီလီသင်ဖြစ်နေတယ်ဗောနော်အဲ့တော့စီလီသင်တဲ့ဒီကိစ္စတွေမမြန်ဆုံးဖြေရှင်းဖို့လူတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့လက်ရှိမှာစီလီသင်ကဒါမျိုးတွေဖြေရှင်းနေမှာကြွံ့မိတာပါဒါပေမဲ့ဒီနှစ်မှာဒါအားကစားဒရိုက်တာအစ်ဖြစ်တဲ့ဟူဂိုဗီယန်နာရဲ့လက်ရာတွေကိုကျွန်တော်တို့တွေ့ရဖို့အတွက်ရှီကီခစ်နောက်ပိုင်းရဲ့ဒါလက်ရာတွေကိုကျွန်တော်တို့တွေ့ရဖို့အတွက်မျှော်လင့်နေတယ်မဟုတ်ပါအမှန်တမ်းပါဟူဂိုဗီယန်နာကတော့ဒါကျွန်တော်တို့လက်ရှိလွန်ခဲ့တဲ့လပိုင်းတွေကလည်းအလုဆလုံနေပြီးဖြစ်ပြီးတော့ရှီကီနဲ့တူတွဲလုပ်နေတယ်ဗောဒါပေမဲ့အခုလက်ရှိမှာဟူဂို VNI ရဲ့လက်ရာတွေကိုတွေ့ရဖို့တော့ကျွန်တော်နည်းမျှော်လင့်တယ်ဒီရပိုင်းတွင်းမှာအားဆုံးဆို အာရီယာပိုင်းတို့မှာဒါကျွန်တော်မန်ချက်စတာစီးတီးအသစ်နေနဲ့အပြောင်းအရွှေ့မှာတော်တော်လေးကိုလှုပ်လှုပ်ခက်ခက်လှုပ်ဖို့အတွက်ကြိုးစားလာခဲ့တယ်။အထူးသဖြင့်ကွင်းလယ်ပိုင်း။ကွင်းလယ်ပိုင်းမှာလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာစီးတီးအသစ်က Riders နဲ့ပုတ်ကူရီရဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်။ Riders ကိုတိုင်ကလည်းမန်ချက်စတာစီးတီးအသစ်ကိုပြောင်းရွှေ့ချင်နေပြီးတော့ Pep Guardiola ရဲ့လက်အောက်မှာအလုပ်လုပ်ချင်နေတဲ့ပုံစံမှာအပြည့်အဝရှိတယ်။ဒါကြောင့်မို့ဒါကျွန်တော်ပုတ်ကူရီရဲ့သဘောတူညီမှုချက်ချင်းရတဲ့အချိန်မှာဒါကျွန်တော်တို့မန်ချက်စတာစီးတီးအသစ်နဲ့ Riders ရဲ့အပြောင်းအရွှေ့အတွက် Euro 350နဲ့ဒါ AC Milan ကိုတရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမဲ့ AC Milan ကဒါက ိုတရားဝင်ညှင်းပယ်ခဲ့တဲ့ပုံစံမျိုးမှာရှိတယ်။ AC Milan အသင်းနဲ့ Reinders ကိုရောင်းတော့ရောင်းသွားမယ်။သူတို့လက်ရှိမှာတောင်းတဲ့ဈေးက Euro 80နဲ့85သန်းပတ်ချလဲဝင်ညာတောင်းတယ်။ပြောချင်တာ Gap G က35သန်းလောက်ခွာတယ်။ဒါပေမဲ့တကယ်တော့ဈေးလျှော့ပေးမယ်ဘာညာဆိုရင်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ Riders ရဲ့အပြောင်းရွှေ့က60 68ဒါ maybe 90လောက်နဲ့ညှိသွားနိုင်တယ်မှာပါတယ်။လက်ရှိမှာ Riders ရောက်လာမှုနဲ့ပတ်သက်ပြီး Kovacic ရဲ့အနာဂတ်တွေကဝေဝါးလာခဲ့တဲ့သဘောမှရှိတယ်။လက်ရှိမှာ Nico Gonzalez ကလည်းဒါကျွန်တော် DM ပုံစံမျိုးဆော့ရမယ်ဆန္ဒမဲ့ဖီးပုံစံမျိုးလည်းဆော့ရတဲ့ကြောင့်မို့ Riders Nico Gonzalez Charles Rudy ဆိုတဲ့ဒီကွင်းလယ်၃ယောက်ရဲ့ trio ရဲ့အတွဲမှာဒါကျွန်တော်တို့လက်ရှိ Kovacic နဲ့ Lamine Nuyadi မှာအနာဂတ်ကပျောက်ဆုံးတော့မှာလားဆိုတဲ့မေးခွန်းတွေပါတွေ့လာခဲ့တယ်။ Kovacic ကလက်ရှိမှာ Lamine Nuyadi တစ်နှစ်တော့ဆက်ပြီးနေဦးမှုတွေ့ပြင်ဆင်လာခဲ့တယ်။ City တင်းနဲ့ Lamine Nuyadi မှာလည်း Champion League ဝင်ဝင်တေချာတော့ရှိနေပြီဖြစ်တဲ့ကြောင့်မို့ဒါကွင်းလယ်ဘက်မှာလူများလေကောင်းလေဆိုတဲ့ပုံစံမျိုးကိုနင်းသွားဖို့ရှိတယ်။ဒါ Gundogan ဒါကျွန်တော်လက်ရှိမှာ Riders ဒါအကယ်၍ရောက်လာခဲ့မယ်ဆိုရင်ဒါ နီကိုဂွန်ဇာလက်စ်ပြီးရင်ဘလူအာဘလူကနာပြောလို့ပဲကျွန်တော်တို့ရိုဒရီဒါကစားသမားကွင်းလေပဲကစားသမားလုံလုံလောက်ရှိမှုကိုလက်လာမယ့်နေရဒါပေမဲ့ဂွာဒီယိုလာကသူ့ရဲ့ဒါကျွန်တော် info conference မှာသူပြောသွားခဲ့တယ်ပရက်မှာကျွန်တော်တို့သတင်းစာရှင်းလင်းမှာသူပြောသွားတယ်သူကအယောက်26 28ယောက်ဒါလူရမ်းများတဲ့စကုတ်ကိုသူမလို့ခြင်းဘူးအကဲဒါအလေးအသင်းကအဲ့လိုမျိုးဖြည့်စည်းဖြစ်ခဲ့မယ်ဆိုရင်တော့သူ့နည်းအသင်းကထွက်သွားမှာဖြစ်တယ်ဆိုတော့ပြောသွားခဲ့တယ်ပြောချင်တာဂွာဒီယိုလာနေနဲ့အခုလက်ရှိမှာဒါဆိုတေချာတကွာဒီကွင်းလေပိုင်းကိုသူပြန်ချုပ်တော့မယ်အခုလက်ရှိဒီကွန်ဂွန်ဇာလက်စ်ကိုသူလုံးဝရောင်းမှာမဟုတ်ဘူးတေချာရဲ့ပူပူလော်ရိုဒရီရှိ မယ်။တေချာတကူကဂန်ဒူကန်ကစာချုပ်တက်တဲ့နှစ်ထပ်တိုးမယ်ဆိုတော့ကောလာဟာလာထွက်လာခဲ့ပြီးမယ်။လွန်ခဲ့တဲ့လတွေကအခုလက်ရှိမှာအတန်ပျောက်သွားခဲ့တာတွေ့ရမယ်။ဒါပြင်ဘနာဆေးဘာအသင်းကထွက်တော့မယ်။ဒါဆိုကိုဗာစစ်ကောကိုဗာစစ်အနေနဲ့အခုလက်ရှိမှာကောလာဟာလာတွေအရာဆော်ဒီကလပ်တို့နဲ့ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့အပြင်ကိုအီတလီကဒါကျွန်တော်ဖာဘရီဂက်စ်ရဲ့အသင်းဖြစ်တဲ့ကိုမူနဲ့လည်းကောလာဟာလာသတင်းဆက်ဆံရေးကိုဗာစစ်နဲ့ထွက်နေတာတွေရှိတယ်။ကောလာဟာလာပါပြောလို့ဒါပေမဲ့လက်ရှိမှာဒါဒီလိုဒါဂွာဒီယိုလာရဲ့စကားကိုယူကြည့်မယ်ဆိုရင်သူတို့ရဲ့ကွင်းလယ်ပိုင်းပြောင်းလဲမှုကိုလာမယ့်နေရာဒီမှာကျွန်တော်တို့တွေ့ရမြင်ရဖို့ရှိတဲ့သဘောမှာ ရှိတယ်။အဲ့တော့ပြောချင်တာကလာမဲ့နေရာဒီမှာ Rodri ပြန်ပါလာမဲ့ defensive midfielder မှာ low on worry ဒါပေမဲ့ဒီနေရာမှာအကြီးမားဆုံးပြောင်းလဲမှုတစ်ခုက attacking midfielder အဲ့ဒါပြင်ကျွန်တော်အကြီးဆုံးလည်းပြောပြပါအောင်မယ်။လက်ရှိမှာဒါ CM နေရာပေါ့နော် CM နေရာမှာအခုလက်ရှိမှာ Nico Gonzalez ကိုသုံးသွားမှာလား။အဓိကကတော့ရှင်းတယ်။ဒါ Rodri ရဲ့အရင်နေရာမှာ Nico Gonzalez ကိုဆက်လက်ပြီးထားပြီးတော့ CM ကိုသူ့အနေနဲ့ reinvert ပုံစံမျိုးပြန်လုပ်ပြီးတော့ Rinders ကိုတော့ပြောချင်တာကပြစီရမကြီး AM CM DM ဆိုတဲ့ပုံစံမျိုးသူ triangular shape ကိုသူပြန်ဖော်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။လာမဲ့နေရာဒီမှာဒီတန်းဆိုတာကျွန်တော်ပက်ပြေကစားပုံက433ပုံစံ ံမျိုးကိုပြန်လဲပြီးအသက်သွင်းမလားမြင်မိရတယ်မှာပါတယ်။ဒါမှဒါဘက်ကွာဆိုတာကိုတော်တော်မှန်ခတ်ပါတယ်။အဲ့တော့ Riders ရဲ့လက်ရှိအပြောင်းအရွှေ့ကြောင့်ဆက်ပြီးပြော Riders ရဲ့လက်ရှိအပြောင်းအရွှေ့ကစားသမားပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရထားပြီးကစားသမားကိုတိုင်ကိုလည်းကစားသမားကိုတိုင်ကလည်း AC Milan အသင်းနဲ့အတူဒါကျွန်တော်တို့လာမယ့်နေရာဒီမှာဒါကျွန်တော်နှုတ်ဆက်ထွက်ခွာဖို့တော့ပြင်ဆင်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာ Riders အနေနဲ့ AC Milan ရဲ့ဒါပထမအကြော်ညင်ပယ်မှုကိုသူကိုယ်လက်ခံတာဘာလို့ဆိုသူရဲ့အပြောင်းအရွှေ့ကြီးတာဒီထက်ပိုများသင့်တယ်ဆိုတော့ Riders ကိုတိုင်လက်ခံထားရတယ်မှာပါတယ်။ Riders အနေနဲ့အခုလက်ရှိမှာ AC Milan ကထွက်ခွာမယ်ဆိုရင်တော့မှ AC Milan အသင်းရဲ့ဒါထိုက်တဲ့နဲ့ဂျေးတ ခုကိုရှာပေးသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားဖို့ရှိပြီးတော့ Riders ကိုတန်းကလက်ရှိမှာ AC Milan အသင်းကိုအသင်းကအရန်ထွက်ချင်တဲ့ပုံစံမျိုးတိုက်တွန်းထားတာမဟုတ်ပေမဲ့အသင်းကတရားဝင်ထွက်ခွင့်ပုံစံမျိုးတော့တောင်းထားခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရမယ်။ City အသင်းကလက်ရှိမှာဒီနေ့ရဲ့ပထမဆုံးခေါ်ယူမှုကကျွန်တော်အမြင်မှာပြောမှာဆို Riders ဖြစ်လာဘူးတဲ့တဖြည်းဖြည်းနဲ့ယာဂိုင်နှုံးနေများလာခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့နောက်တစ်ခုက Attacking Midfielder Place ပဲ။ Morgan Gisbert ကို Manchester City အသင်းကခုလက်ရှိမှာစိတ်ဝင်စားတဲ့တရားဝင်ချိတ်ဆက်မှုတွေတချို့ပြုလုပ်ထားခဲ့ပေမဲ့ပုံကို ီးယားသဘောတူညီမှုက City ဘက်ကမယူသေးဘူးလက်ရှိမှာ Morgan Gaswell ကရရှင်းတယ်သူအနေနဲ့ City ကတရားဝင်လာသူ့ကိုပုတ်ကိုရဲသဘောတူညီမှုစ조사ခဲ့မှာသူ့ဘက်ကခေါင်းညိတ်ဖို့လွယ်လွယ်ကိုစဉ်းစားထားပြီးသား Northern Voice သင်းနဲ့လာမယ့်နေရာဒီမှာ Champion League ဝင်ခွင့်ရဖို့အတွက်အင်မတန်မှနည်းပါတဲ့အတွက်ကြောင့်မလို့ဒါဥရောပဝင်ခွင့်တော့ရတယ်ပေါ့နော် Champion League ဝင်ခွင့်ဝင်ခွင့်တော့ဒါရတဲ့ကြောင့်မို့သူ့အနေနဲ့ ဒါ City တင်းနဲ့တူတာ title challenge ကို Champion League ဝင်ခွင့်အတွက်ကိုတေးကြတဲ့ club ကိုသူပြောင်းရွှေ့ခြင်းတယ်။ Morgan Gibson ရဲ့လက်ရှိအပြောင်းရွှေ့ကဒါတော်တော်လေးတော့ complicated ဖြစ်ဖို့ရှိတယ်။တစ်ဖက်ကဒါကျွန်တော်အနည်းဆုံး Northern Force ကပေါင်တန်း80တောင်းပြီးအခုလက်ရှိမှာခေါ်စရာတန်းတရာပုံစံမျိုးတောင်းထားတယ်။ City တင်းကဒီစေးကိုလုံးဝပေးဖို့မရှိဘူး။ Morgan Gibson ကို City ဘက်ကနေပေါင်တန်း60နဲ့80ကြား valuation သတ်မှတ်ထားတယ်။ဖြစ်နိုင်မယ်ဆိုရင်အများဆုံးပေးမယ်ဆိုရင်တော့ Morgan Gibson ရဲ့အပြောင်းရွှေ့အတွက်80ပတ်ချာလဲဝင်ကျင်ကြပဲ။ Morgan Gibson ကိုပေးဖို့အတွက်စူးစမ်းသွားမယ်လို့သိရတယ်မှာပါ။အဲ့တော့ ပြောချင်တဲ့အတိတ်ပဲဒါပဲအဲ့တော့ CD သိနေတာ AM အတွက်လက်ရှိမှာ market ထဲမှာသူတို့အနေနဲ့အကြီးကျယ်လှုပ်ရှားတာမျိုးတော့မရှိသေးဘူးဒါမှမဟုတ်အခုလက်ရှိမှာ CD ရဲ့ကောလာဟာလာတွေက Sharky ကိုဝုန်းကိုင်း ဂုံခွားဆိုပြီးတော့ခေါ်သွောင်းနိုင်တယ်အကွက်မျိုးဆိုတယ်ကောလာဟာလာဂျမ်မဲ့ရှက်ကီရဲ့လက်ရှိအကျင့်စရိုက်ပုံစံမျိုးနဲ့ဂွာဒီယိုလာကျွန်တော်တို့တိတ်ဖြစ်မယ်တော့တိတ်ပြီးတော့မထင်မိရတယ်မှာပါအဲ့တော့ရှက်ကီရဲ့အပြောင်းရွှေ့ကတာကျွန်တော်တို့ကောလာဟာလာဆန်ဆန်ထွက်နေတာမှန်ပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement မှာတော်တော်လေးကိုမလွယ်တဲ့အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်ကတော့မြင်မိရတယ်မှာပါအဲ့တော့လက်ရှိမှာ City သင်းရဲ့ AM နေရာအပြောင်းရွှေ့က Florian Risch ရဲ့အပြောင်းရွှေ့ကတရားဝင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီးဒါကို Fabrizio Romano ကိုလည်းတရားဝင် debut ထားတယ်အဲ့တော့ စီဒီတဲ့အတက်ကမီဖီဒါအပြောင်းရွှေ့ရတာလက်ရှိအခြေအနေတွေက ဘလူတွေဖြစ်မှာကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားမှုတည်းမှာပါအဲ့တော့ဒါ Morgan Gisboy ရဲ့အပြောင်းရွှေ့မှာဒါကျွန်တော် City သင်းဘက်ကနေပြီးတော့ဒါတရားဝင်ကစားသမားကိုပုဂ္ဂိုလ်ရေးရာသဘောတူညီမှုရဖို့အတွက်စူးစမ်းမှုကြီးကြေတော့မရှိသေးဘူးဒါကျွန်တော်ထင်တာပေါ့နော် City သင်းနဲ့ဒါတစ်ဖက်က Northern Forest အသင်းရဲ့ခေါ်ဈေးကြောင့်မှုသူတို့အနေနဲ့တိတ်ပြီးစူးစမ်းသေးဘူးလို့မြင်အဲ့တော့ market ထဲမှာလက်ရှိမှာ AM နေရာအတွက် City သင်းကအပူတပြင်းလိုက်ရှာနေပြီး Kevin De Bruyne နေရာစားထုတ်ဖို့တဲ့ကစားသမားတွေလိုက်ရှာနေစေဖြစ်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်ဒါပြင် City သင်းနဲ့အခုလက်ရှိမှာ Liverpool အသင်းနဲ့ဒါကျွန်တော်တော်တော်လေးကိုအခြေတည်ကောင်းနေတဲ့ကစားသမားကိုဖျက်ခုတ်ဖို့အတွက်လည်းကြံစီနေတယ် စီတီတင်ကလာမယ့်နေရာဒီမှာ left back နေရာအတွက်အခုလက်ရှိဘုံမောက်တင်ရဲ့ကစားသမားဖြစ်တဲ့ Milo Krakas ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်။ Milo Krakas ကအခုလက်ရှိမှာတင်းနေရာဆိုရင်တော့ Liverpool တင်းနဲ့ပုတ်ကိုရရသဘောတူညီမှုရရှိထားတဲ့အသည့်တင်းဖြစ်တယ်။ဒါကြောင့်မို့လားစီတီတင်နဲ့ဒီကစားသမားကိုခေါ်မယ်ဆိုတော့ Liverpool တင်းကိုကြော်လွန်ပြီးခေါ်ယူဖို့အတွက်ကြိုးစားသွားမှာဖြစ်တယ်။အဲ့တော့ Milo Krakas ကိုလက်ရှိမှာစီတီတင်နဲ့ခေါ်ယူဖို့စိတ်ဝင်စားတဲ့အသည့်တွေကတင်းဖြစ်ပြီးတရားဝင်ချိတ်ဆက်မှုတွေတော့မပြုလုပ်ရသေးဘူး။စီတီတင်လာမယ့်နေရာဒီမှာ full back အစုံလိုက်ကိုဝယ်သွားဖို့အတွက်ပြင်ဆင်နေတဲ့ right back က left back ကဒါပြင်စီ လီသင်းနဲ့ကျွန်တော် left back နေရာတော့ခုလက်ရှိမှာမီလိုကရာကက်စ်ကိုစိတ်ဝင်စားမှုတွေကိုပြုလုပ်နေပြီးတော့တရားဝင်ချိတ်ဆက်မှုတွေတော့မပြုလုပ်ပါဘူးအဲ့တော့စီလီသင်းကလက်ရှိမှာတကယ်တမ်းအလုပ်လုပ်နေတာကကွင်းလယ်ပိုင်းကတော့အလုပ်လုပ်နေပြီးတော့ဂျန်တဲ့ full back တည်င်းတွေကတည်င်းတွေထွက်တာလောက်ပဲရှိပြီးဘာမှသိပ်ပြီးအလုပ်မလုပ်သေးတဲ့သဘောမှရှိတယ်အဲ့တော့စီလီသင်းနဲ့ဒါကျွန်တော်လာမယ့်နေရာဒီမှာ full back တစုံလုံးကိုတို့အနေနဲ့ခေါ်သွားမယ်ဆန္ဒဘက်တယောက်ကိုလည်းခေါ်သင်းခေါ်သွားမယ်ဂိုးသမားတယောက်ကိုခေါ်သွားမယ်တို့အနေနဲ့မဖြစ်သေးမှကျွန်တော်တရားလောက်ကဒါတိုက်စစ်မှုနေရာလောက်ပဲမဖြစ်သေးတော့လူအဲ့တောင်မန်အောင်မှခေါ်သွားဖို့အတွက်စီလီသင်းနဲ့ပြင်ဆင်နေဆိုရင်ကြားသေးရမှာပါအဲ့တော့စီလီသင်းတို့ကလာမယ့် င်တွေရာသူမတော်တော်လေးကိုအလုရှက်မဲ့ဒါကျွန်တော်တွေရာသူတခုဖြစ်ဒါပေမဲ့ဒီနှစ်ရပထမအဆုံးခေါ်ယူမှုတခုကကျွန်တော်အမြင်ကပြောမစေး AC Milan ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Rangers ဖြစ်လာမယ်လို့မြင်တယ်။ကစားသမားနဲ့တဲ့ပုဂ္ဂိုလ်ကြီးရာသဘောတူညီမှုရရှိထားဖြစ်ပြီးလား AC Milan အသင်းနေတဲ့အကယ်၍သာ City ဘက်က65 60လောက်နဲ့တရားဝင်ကမ်းလှမ်းမယ်ဆိုရင်တော့သူတို့အနေနဲ့ cave သွားနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါတော့ပါပဲအားလုံးပဲကောင်းမွန်သောညာလေးတခုဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တောင်းပြီးပါအောင်။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျေးလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလပ်ဖို့မမေ့ကြပါ နိုင်ဦးအောက်ကကွန်မန့်တွေထဲမှာလည်း use for media 3.0 ਨੇ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လည်း clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip ပါမြန်မာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မာပြည်လည်း clip ဖို့မမေ့ကြပါနဲ့ဦးမြန်မာ clip ပါမြန်မာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နောက်မှာတွေ့ကြတာပေါ့ဒီပါဗျ